အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့မနက်ခင်းကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါဟင်အဲ့တော့ဒီနေ့မနက်ခင်းမှာတော့ဒါကျွန်တော်တို့ Arsenal ရဲ့သတင်းစုနဲ့ပဲစတင်ကြပါတယ် International ဒါမနေ့ကပြောခဲ့လို့ပဲပေါ့နော်ဒါကျွန်တော်တို့မနေ့ကဒါ Arsenal နဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတင်ခဲ့တယ် International break မှာ Arsenal ကစားသမားတွေတန်မရဘူးအရေးကြီးတယ်လို့ကျွန်တော်ပြောခဲ့တာ ပြောခဲ့ပေမဲ့ပေါ့နော်ဒါပေမဲ့လက်ရှိမှာအာဆန်ကစားသမားတွေဒါကျွန်တော် international break မှာစတင်ပြီးတော့တန်ရလာခဲ့ပြီဖြစ်တယ်လို့ပဲသိရတယ်ဒါမှပါတယ်အဲ့တော့ Arsenal ဒါဒီနေ့မနက်ကိုတော့သတင်းစုနဲ့ပဲကျွန်တော်အနေနဲ့စတင်ခြင်းနဲ့ဒါကျွန်တော်အနေနဲ့စိတ်တော့မကောင်းဘူးပေါ့ဗျာနော်ဘယ်လိုပြောဒါကြောင့်ပထမဆုံးသတင်းစုအနေနဲ့ Arsenal အသင်းကတော့သူတို့ရဲ့နောက်ချံကစားသမားနောက်ခံဥစ္စာနောက်ချံနောက်ခံကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ Gabriel တယောက်ဒါကျွန်တော်တို့ဘရာဇီးနယ်ပွဲစဉ် Senegal နဲ့ဘရာဇီးနယ်ပွဲစဉ်မှာဒါကျွန်တော်မိနစ်60မှာဒါလူစားလဲလိုက်ရတယ်လို့သိရတယ်မှာပါတယ်ဒါကျွန်တော်တို့လောက်ရှိဒါကျွန်တော်ဆော့အပ်ဒိတ်တဲ့နေရာပေါင်ချန်းတန်ရာဖြစ်ပြီးတော့ကစားသမားရဲ့တန်ရာကထင်တာထက်နည်းနည်းလေးပိုပြီးပြင်းထန်တဲ့အကြောင်းလို့ကစားသမားကတော့ဒါကျွန်တော်တို့အသင်းဘက်ကနေပြီးတော့လိုင်းဟိုကျွန်တော်ဒါနိုင်ငံအသင်းဘက်ကနေပြီးတော့ဒါကျွန်တော်တို့လန်ဒန်ကိုပြန်ပို့ခဲ့ပြီးလို့တောင်သိရတယ်မှာပါတယ်ဒါလည်းမကောက်ပြတဲ့ International Break မှာ Arsenal အသင်းရဲ့နောက်ထပ် Fullback ကစားသမားတယောက်ရဲ့ဒီနှစ်မှာဒါခြေစွမ်းပြန်ပြနေတယ် Color Fury တယောက်ကတော့ဒါသူ့ရဲ့အရင် injury ပြန်ပြီးတော့ဖြစ်သွားတဲ့ကြောင့်မို့သူတို့ရဲ့အီတလီနိုင်ငံရဲ့ camp ကဒါကျွန်တော်တို့အသင်းကိုပြန်ပြီးတော့ပို့ခဲ့တယ်လို့သိရတယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ Gabriel နဲ့ပတ်သက်ပြီးလက်ရှိမှာ Arsenal ပြိတ္တတွေကဒါကျွန်တော်တို့အကောင်းဆုံးတော့ဝန်နေကြတယ်။ဘာကြောင့်ကျွန်တော်အများနဲ့ပြောသူပါပဲ Gabriel နဲ့ Saliba ရဲ့လက်ရှိပြဿနာရှိတယ်။ သူတို့ကဒါကျွန်တော်တို့သူတို့နှစ်ယောက်မှာဒါသူတို့နှစ်ယောက်ကဒါကျွန်တော်အာစနယ်ရဲ့ပွဲသုံးပုံတပုံအမြဲတမ်းလွဲရတယ်မှာပါတယ်အခုတပြည့်ဒါကျွန်တော် GBL ဖြစ်ရဒါကျွန်တော်တို့ဆာလီဘာဖြစ်ဒါမနစ်ကဒါပြိတ်သက်တွေနေနေဒီနေ့မှာဘာလို့ပူဆိုးရည်လဲဆိုတော့မနစ်ကဒါကျွန်တော်တို့ခါတိုင်းကမနစ်ကရာသီကုန်တော့ဆိုဒါဆာလီဘာအမြဲတမ်းရတဲ့ပြဿနာရှိပဲမနစ်ကဒါ GBL အပြောင်းလဲနေနေတန်ရရသွားခဲ့တဲ့အနေထားမှာရှိတယ် GBL တန်ရရသွားပြီးတဲ့အချိန်မှာမမဲရပဲ Arsenal သင်ရဲ့ defensive ကတော်တော်လေးဟိုဒါကျွန်တော်တို့ အားနေသွားခဲ့ရတွေ့ရမယ်ဒီနေ့မှာဒါရီမဖြစ်အောင်ဆိုပြီးအာဆနိုဘက်ကမော့စကာရာကိုဟင်ကာပီကိုဒါကျွန်တော်ခေါ်ယူထားခဲ့ကြအောင်မို့ထင်သာတလောက်တော့ဒါကျွန်တော်ကန်ဆယ်ပိုင်းကအားနေသွားမယ်တော့မထင်ဘူးဒါမနစ်ကဒါကျွန်တော်ဒီခန်းစစ်နေရာမှာဒါကျွန်တော်ဘလူးကျွန်တော်နာမည်မိသွားကျွန်တော်ဒါဗာလေပေါ်တူသွားပြီးသွားကစားရဲကောင်းကြီးရှိတယ်ကောင်းအဲအဲအကောင်လေးကကျွန်တော်နာမည်ရုပ်ကြောင်နာမည်မိအဲ့တော့အဲသူ့ကိုဒါကျွန်တော်အဓိကထည့်ပြီးစောခဲ့တယ်ဘောတော့ဒါပေမဲ့ခုနကပြောဆိုပဲလက်ရှိမှာအာစနိုပရိသတ်ကျွန်တော်တို့ဒါအာစနိုပရိသတ်တရအောင်အနေနဲ့ကြည့်ခဲ့မယ်ဆိုရင်ကျွန်တော်မနေ့ပြခန်းစစ်ကိုသိပ်ပြီးအားပြီးတော့ စိတ်မပူဘူးအာဆနယ်အသင်းရဲ့လက်ရှိခံစစ်မှာဒါကျတော့ဂီဘရီယိုမရှိတဲ့တာ အချိန်တိုင်းတာတစ်ခုတည်းဖြစ်တယ်လို့မြင်လို့ရတယ်။ဒါပေမဲ့လီဒီပောင်ကျန်းတန်ရာကလက်ရှိမှာတော့ grind injury ကဘယ်လောက်ထိပြင်းထန်လဲမပြင်းထန်လဲပေါ်တခြားတော့ကြည့်ရမယ်။အာဆိုသင်းနဲ့လာမယ့်ရသက်တဲ့ဘက်မှာ Tottenham Hotspur တဲ့ဒါကျွန်တော် Chelsea နဲ့ Bayern Munich တဲ့ဒီလိုမျိုးဒါကျွန်တော်ပွဲချက်၃ပွဲရင်ဆိုင်ရတဲ့အချိန်မှာဒီလိုမျိုးအဓိကကစားသမားဒဏ်ရာသွားခဲ့တာကတော့တော်တော်လေးကိုအထိနာသွားခဲ့တယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ဒါကျွန်တော်ခုနကပြောလို့ Arsenal သတင်းနဲ့ဒီနေ့မှာဒါ Brazil နဲ့ Senegal ပွဲစဉ်မှာဒဏ်ရာသွားခဲ့တာမဟုတ်ဘဲ Tottenham Hotspur ပြိတ်သက်တာသူတို့နဲ့လာမယ့်ဘက်မှာကန်မဲ့ကစားသမားကလည်းဒါကျွန်တော်ထပ်ပြီးဒဏ်ရာသွားခဲ့တာဖြစ်တယ်။ International break နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တော်တော်လေးကိုစိတ်ပျက်စရာတွေကဒါကျွန်တော်ညောင်းလန်လန်သားတွေနှစ်သင်းလုံးကြုံခဲ့တာဖြစ်တယ်။စပါတင်းရတာကိုင်းနဲ့ကစားသမားဖြစ်တဲ့အေးပါတဲ့ဒီနှစ်မှာဒါကျွန်တော် Thomas Frank ဒါအခက်ကဏ္ဍမှာအေးပါတဲ့ကစားသမားဖြစ်တဲ့ပက်ပေးစာတယောက်လေဒါကျွန်တော်တို့ Gabriel လို့ပဲဒါကျွန်တော် mid ပွဲမှာဒါကျွန်တော်ပွဲပွဲလယ်မှာဒါကျွန်တော် injury ကြောင့်မလို့ substitute လုပ်လိုက်ရတယ်ပြောအမြောက်လန်နန်သားရဲ့အတွက်ဒါကျွန်တော်တို့ဒါဘရာဇီးနဲ့ဆီနီဂေါပွဲစဉ်ကတော့တော်တော်ကြီးကိုစိတ်ပြက်စရာပွဲစဉ်တစ်ပွဲဖြစ်ခဲ့လို့ပြောလို့ရခုနပြောလို့ပါပဲကျွန်တော်လက်ရှိမှာ Arsenal ရဲ့ခံစားနေပတ်သက်ပြီး Gabriel Dan ရသွားခဲ့တာဒီနှစ်မှာအဲ့လောက်ကြီးစိတ်မပူဘူးလို့ကျွန်တော်အနေနဲ့ပြောပြရစီ သူ့ပြီးမဲ့တော့ညားလေဒါပေမဲ့ကျွန်တော်ဒါအမှန်တိုင်းပြောချင်တာအာဆိုသေးတော့တော်တော်လေးကိုထိခိုက်သွားမဲ့အချက်တခုရှိတယ်အဲ့ဒါက set piece တွေပဲ gabriel အနေနဲ့အခုလက်ရှိမှာ set piece တွေကသူ့ကိုယ်တိုင်ဖန်တီးတဲ့ပုံစံမျိုးကြီးရှိလို့သူ့ကိုယ်တိုင်ဒါ demand လုပ်တဲ့ဥစားရှိတယ်မနစ်ကလည်းဒါကြောင့်မတ်မဲရ gabriel တယောက်တန်ရသွားချင်မှာ arsenal set piece ကဝုန်းကနေထိုးကျသွားတဲ့ movement တွေကိုတွေ့ရမယ်ဒီနှစ်မှာဒါကြောင့် arteta အနေနဲ့ဒါ gabriel မရှိတဲ့ဒါကြောင့် set piece တွေမှာ body ဘယ်လိုပြောင်းလဲပြုပြင်သွားမလဲဆိုတာကိုတော့ တတော်လေးကိုလောက်ရတော့မှဖြစ်တယ်လို့ကျွန်တော်နေမြင်တယ်။ဒီနေ့မှလည်းဒါကြောင့်အာစတိုသင်းတဲ့ဆက်ပီးစ်တွေကနေဂိုးရီတောက်လျှောက်သွင်းနေပြီ။အဲဒီဂိုးရီတောက်လျှောက်သွင်းတဲ့ပါဆန်လေးတော်တော်များများကလေဂေဘရီယယ်ကိုတိုင်ပါဝင်ပတ်သက်နေတာကိုတွေ့ရမယ်တဲ့မှာပါ။အဲ့တော့ဒါဆက်ပီးစ်တွေမှာအမြဲတမ်းလို့လို့အရေးပါတယ်။ဒါကျွန်တော်ဆရာကြီးဂေဘရီယယ်အနေနဲ့လက်ရှိအာစတိုသင်းတဲ့ပွဲမထွက်နိုင်တာကတော့ဒါတော်တော်လေးကိုဒီကိုင်းမှုတစ်ခုကျွန်တော်နေမြင်တယ်။ခန်စင်ပိုင်းတို့ကကျွန်တော်သိစိတ်မပူ။ဒါကျွန်တော်ဟင်ကာပြီးကြတဲ့လီဗာကူးဆင်မှာတော်တော်လေးကိုကောင်းတဲ့ခန်စင်မှုတစ်ယောက်ဖြစ်ခဲ့ပြီးတော့မော်စကာရာရဲ့လက်ရှိမှာဒါကျွန်တော်အသင်းစီကိုရောက်ခရဲကဒါမထင်ထားတဲ့ဒါကျွန်တော် next level ခြေစွမ်းတွေကိုပြထားကျွန်တော်ခ န်ဆင်းတဲ့ပတ်သက်ပြီးအာဆနယ်အတွက်အဲ့လောက်ကြီးစိတ်ပူတဲ့အနေထားမှမရှိဘူး။ဒါမနစ်ကတော့ဒါကျွန်တော်ခန်ဆင်ကြီးရတာကျွန်တော်ဂီဘီရဲ့ဆာလီဘာတွဲကိုတွဲရမယ်ဆိုတဲ့ဒါကျွန်တော်ဘူးမန်ကြီးရှိတာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ကျွန်တော်ပါစနယ်မြင်မှာဆိုရင်တော့ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာကျွန်တော်တို့ချက်စီနဲ့ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်မှာပူထိသွားနိုင်တယ်လို့မြင်တယ်။စပါးတဲ့ပွဲစဉ်မှာအဲ့လောက်ထိတည်တာမယ်လို့ကျွန်တော်အနေနဲ့မထင်ဘူး။ဘာလို့စပါးတဲ့လက်ရှိကစားသမားတိုက်စစ်မှုတွေကလည်းအားနေတဲ့ကြောင့်မသူတို့နေမော်စကာရာနဲ့ဒါကျွန်တော်တို့ ဒါဆာလီဘာဟိုလောက်နဲ့ထိန်းလို့ရတယ်တော့ပါခုနပေါ်ဒါပေမဲ့အဓိကအားနေလို့ချက်ဖြစ်သွားမှာတော့အာစနယ်ရဲ့ဆက်ပီးစ်တွေဖြစ်သွားမယ်လို့မြင်တယ်။ကေရီယာအာစနယ်ဆက်ပီးစ်ရဲ့ကျွန်တော်အမြင်တော့မရှိဘူးဆိုသုံးမှုနှစ်ပူလောက်မှာပါဝင်ပတ်သက်နေတဲ့ကြောင့်မို့အာစနယ်ရဲ့ဆက်ပီးစ်ရဲ့အဓိကကစားသမားဖြစ်တဲ့ကေရီယာဒန်ရသွားခဲ့မှာတော်တော်လေးကိုစိုးရင်ပူကောင်းတယ်။အဲ့တော့ပြဿနာလေးလက်ရှိမှာကစားသမားတွေဒါကျွန်တော်တို့လက်ရှိပြိတ္တတွေကြားမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြိတ္တကတော်တော်လေးကိုစိတ်ဆိုးတယ်။ ဒါမဲ့ခုနပြောသူပဲကိုယ်နိုင်ငံအသင်းတော်ကံရမယ်ဆိုဘာလို့မဆိုကံရဲဆိုရဲပြဿနာလဲကျွန်တော်နားလေပြရမှာပဲကိုယ်တည်းခုနပြောသူကိုယ်နိုင်ငံအသင်းနဲ့ရွေးချယ်ခံရမယ်ဆိုရင်ကိုယ်ကဝင်အပြည့်တော့တစ်ခုကပြောတော့တခါကျရင်ကျွန်တော်တို့ကမိသွားဒီကစားသမားတွေကဒီအသင်းကိုအားပေးတဲ့ကစားသမားတွေမဟုတ်ဘူးသူတို့ကသူတို့နိုင်ငံကိုချစ်တဲ့ကစားသမားတွေအထူးသဖြင့်ဘရာဇီးယားကောင်လေကျွန်တော်ဆိုခဏခဏဘရာဇီးယားကောင်အဲ့ဒါကြောင့်ဒါမမတ်ရဗန်ဒီပြမသူတစ်ခါပြောတယ်ဘရာဇီးတကဘာဖလားရှိတဲ့နှစ်မှာဆိုဘရာဇီးကစားသမားဝယ်တာကိုအဲ့အသင်းကရှောင်းနေဆိုတော့ဒါနီးပြတဲ့ရောက်ပြောဘူးရကျွန်တော်ဘယ်လည်းမသိပြောဘူးတာရှိတယ်ဘာလို့ဆို ကမ္ဘာပသားမှာဆိုအကုန်လုံးကပါခြင်းတယ်သူတို့ခြေစွမ်းရှယ်ခုလက်ရှိမှာဗျခင်ဗျာကျွန်တော်တို့ကဆက်သုံးတာမကြ Richard Lee ဆိုအမြဲတမ်းအားနေတိုးဖို့ဝေးဖို့ပဲဒါကျွန်တော်တို့စ조사နေတာ ਈ ပဲအကမ္ဘာပသားနဲ့ပတ်သက်ကမ္ဘာပသားနှစ်ယောက်ပြီဆိုရင်ဒါကျွန်တော်တို့သူတို့နိုင်ငံအတွက်အရင်အဆုံးပဲအဓိကဒါကျွန်တော်တို့သိလောက်ပြောမှာဆိုအာဖရိကဒါကျွန်တော်အာဖရိကတိုက်တဲ့ကစားသမားတွေရဲ့ဒါကျွန်တော်အတောင်အမေရိကတိုက်ကကစားသမားတွေအဆိုးဆုံးပဲခပတ်ကြည့်လိုက်အာအမှုလက်ရှိမှာကျွန်တော်ပြောပြမယ်အိဇာမယ်ပြောပြမယ်လက်ရှိဒါအာစနယ်ဂေဘရီယယ်မပြောနဲ့ကျွန်တော်တော်တန်ဟွန်စပါသင်းလက်ရှိဒါကျွန်တော်ခရစ်ရှယ်ရူမေရူဆိုကျွန်တော်ဒါ စပါနေနောက်ဆုံး United နဲ့ပွဲစဉ်မှာဒါမိနစ်80 80လောက်မှလာမျိုးဒန်ဟန်ကြောင့်ထွက်သွားခဲ့ပြီးတော့ပြီးတော့ဒါ Argentina မိနစ်90ပြည့်ပြန်ဆော့တယ် ခလာစန်းသားကြီးအခုလက်ရှိမှာဒီတိုင်းပဲဂေဘရီယယ်ဆိုပြကျွန်တော်လက်ရှိမှာပွဲတိုင်းလေလို့ဒီနောက်ပိုင်းပွဲစဉ်မှာဆိုတာဆတာလိုင်းနဲ့ပွဲစဉ်မှာလည်းမိနစ်90အပြည့်ဆိုထားတာလက်ရှိမှာဒါမြန်မာအာဆင်နယ်ပိတ်ကတည်းကကျွန်တော်တို့နားမယ် orange zone ပေါ့နော်လက်ရှိမှာဒါသူ့အနေနဲ့ဒါကျွန်တော်တို့ကြော်မြင်နေပြောဆိုပဲပွဲတွေများလဲကစားသမား fatty ဖြစ်ပါပဲ fatty ဖြစ်ရင်တော့အဲ့ဒီမှာထိမှာပဲခုနကပွဲများရင်တော့ခက်လူခဏကူပဲဗျာဒါစိတ်ယုတ်ဒီမှာမဟုတ်တာဘယ်ခံနိုင်မလဲအကစားသမားကြီးလက်ရှိမှာဒါကြောင့် arsenal ပိတ်တက်တွေက arsenal ပိတ်တက်တွေလက်ရှိမှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တော်လေးကိုစိတ်ဆိုးနေတယ်ဒါကျွန်တော်တို့ ဂေဘရီယယ်အနေနဲ့ဒီထက်ပိုပြီးဒါပေမဲ့ခုနကပြောသူပဲကစားသမားနိုင်ငံအသစ်အတွက်ကူစားပြီးတော့မနေ့ပြန်တပတ်ခါတာကျွန်တော်တို့ကမ္ဘာဖလားအတွက်ဒါကျွန်တော်ဝင်ခွင့်ရဖို့တော့ကြိုးစားမှုဝင်ခွင့်ရရပါတယ်ဗရာဇီးယားဆိုဒါပေမဲ့ကမ္ဘာဖလားအတွက်ဒါကျွန်တော်တို့ကစားသမားတွေသူတို့နိုင်ငံတွေတော့သူတို့အဲ့အရှိတောင်အော်တောင်ဆိုတောင်အမေရိကရဲ့ဒါကျွန်တော်တို့အကစားသမားတွေအရင်ပေးဆက်လို့ကျေစိတ်ကြီးမာတယ် အဲ့တော့ကခုနကအသင်းအတွက်ဒုက္ခရောက်သွားတယ်ပေါ့နော်အခုလက်ရှိမှာဒါအာစနယ်ကဒါနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးကိုစိတ်ပြက်နေတယ်ပရိသတ်တွေကဒီကနေ့ပတ်သက်ပြီးဒါကြောင့်အဂေဘီယိုဆူတဲ့လူကဆူတာပါဒါပေမဲ့ခုနကပြောသူပဲကျွန်တော်တို့ကမနိုင်ပြောဂျာပရိသတ်တယောက်နေနေဆိုနားလေလူရဲ့စီလီကောတဲ့ပုံစံမှာဒါကျွန်တော်လည်းစားကိုဆိုရှင်းခဲ့တာပဲလေဒါပေမဲ့ကိုယ်နိုင်ငံအတွက်ဗျာတိလာကိုကကိုစားပြီးခွင့်ရမယ်ပြီးတော့ကိုကဒီကလပ်အသင်းဆိုတာဒါကိုယ့်ရဲ့ professional club ဒါနိုင်ငံဆိုတာကိုယ့်ရဲ့ဒါ personal ဖြစ်သွားပြီပေါ့နော်ဒါခါကျကျွန်တော်ဒါတွေကိုနားလေပါတယ်ဒါပေမဲ့ခုနကပြောသူပဲဒါဘရာဇီးလ်နဲ့ဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ အမြင်ရဆိုတော့ဘရာဇီးလားတွေကဒီတိုင်းမှာပဲအကုန်လုံးအဲ့တော့ဘရာဇီးလားကတော့သတင်းတစ်ခုပြောရမယ်ဆိုတော့လက်ရှိမှာတက်နေတဲ့သတင်းပေါ့နော် အာစနေဒါလက်ရှိတိုက်စစ်မှုဖေဗရီဂေဘီယိုဂျီဇုစ်ကတော့ဒါကျွန်တော်တို့ဒီနှစ်ဆောင်းရသည်မှာသူ့အတွက်ကသူ့ကိုယ်တိုင်အသင်းပြောင်းကျင်စေမရှိဘူးဆိုတဲ့သတင်းတွေတောက်လျှောက်တက်နေတာကိုတွေ့ရမယ်။ကစားသမားအနေနဲ့ခုလက်ရှိမှာဒါကျွန်တော်တို့သူကတော့အသင်းပြောင်းတာတဲ့ဆိုင်အာစနိုအသင်းမှာဒီနှစ်မှာဆက်နေခြင်းနဲ့ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ကောလာဟန်လာတွေကလက်ရှိမှာဂေဘီယိုဂျီဇုစ်ကိုဒါကျွန်တော်တို့လာမဲ့ဆောင်းရသည်အပြောင်းရွှေ့မှာပါမာရီယက်စ်ကခေါ်သွားမယ်ဆိုတဲ့သတင်းတွေတက်လာတဲ့ပုံမှာအင်တာဗျူးသမားတွေကဂေဘီယိုဂျီဇုစ်ကိုဝိုင်းပေးထားတယ်ပေါ့နော်။အဲ့ဒါကလက်ရှိမှာသူပြောပုံရသူဟာလက်ရှိမှာနောက်သတင်းပြောင်းမှုတွေဒါမနစ်ကနေ ရာသီးကလည်းချိတ်ဆက်မှုမရှိဘူး။နာမည်ဆောင်းရာသီးတို့လည်းချိတ်ဆက်မှုမရှိဘူး။သူအနေနဲ့လက်ရှိမှာဒါကျွန်တော်အာစနိုအသင်းအာတီတိုက်အသင်းမှာပြန်လည်ပြီးတော့ဆော့ဖို့အတွက်တော်တော်လေး excited ဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုသူအနေနဲ့ဒါကျွန်တော်ပြောလာခဲ့တာတွေ့။အပြောချင်တာလက်ရှိမှာ Gabriel Jesus ကိုတော့အာစနိုအသင်းကတော့ရောင်းချဖို့အတွက်စဉ်းစားနေခဲ့ပေမယ့် အာစနိုအသင်းလက်ရှိမှာဂေဘရီယယ်ဂျီဇုကအာစနိုအသင်းကမထွက်ချင်တဲ့ပုံစံမှာရှိပါတယ်ပြီးတော့လက်ရှိမှာဘာလို့ထွက်ချင်လဲဆိုတော့သူ့အနေနဲ့ပြဿနာကလည်းသိကြတယ်မဂေဘရီယယ်ဂျီဇုကလက်ရှိမှာတပတ်လောက်ခလာစား2သိန်း6500ဒီအာစနိုအသင်းမှာရရှိခဲ့ပြီးတော့အကြိတ်တခြားအသင်းသာပြောင်းခဲ့မယ်ဆိုတော့သူ့အနေနဲ့ဒီလာစားအနေနဲ့သူမရနိုင်တဲ့အတကြောင့်မလို့အာစတန်မှာသူ့အနေနဲ့ပီကတ်ပြီးနီးနေတယ်လို့ပြောလို့ရမယ်တယ်မှာပါတယ်ဒီနေ့ဒါမှမဟုတ်ရဆောင်းရသည်ဟိုနွေရသည်မှာဒါကျွန်တော်တို့ Bravo အသင်းအနေနဲ့ဒါကျွန်တော်တို့နဲ့ Brian Amonbo ကိုရောင်းချခဲ့တဲ့အချိန်မှာဒါ Gabriel Jesus ကိုတို့အသင်းစီခေါ်ယူဖို့တော့တို့ကြိုးစားခဲ့တယ်။မမေရတို့နေတပတ်လောက်ခလာတာသင်း၈000နဲ့သင်းခွဲတီးပေးမယ်ဆိုတဲ့ပုံစံမလုပ်ခဲ့ပေမဲ့ Gabriel Jesus နေသူ Grand Fame ဖြစ်တာတကြောင်ကိုသူ့အနေနဲ့ဒါကျွန်တော်လက်ရှိမှာလောက်ခလာစာ show ယူရမှာတကြောင်ဖြစ်တဲ့အတွက်ကြောင့်မို့သူ့နေအသင်းကနေပြောတာကျွန်တော်တို့မပြောင်းခဲ့ပဲနေခဲ့လို့ပြောလို့အဲ့တော့ Brazil သားတွေကဒီလက်ရှိမှာဒါ Arsenal နဲ့ပြောစရာလေးတော့ဖြစ်နေတာကိုတွေ့ရမယ်။လောက်ပါပဲအားလုံးပဲကြိုတူပါနဲ့ကောင်းမွန်သောနေ့တွေဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲမြန်မာလက်ကလေးပြကြောင်ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါ တယ်အားလုံးမကြူတမရကျွန်တော်တော့ကုန်ပြီပေါ့ဗျဒီပါဗျ